ဗုဒ္ဓမေနာတော်ဗုဒ္ဓံသရဏံကိသာမိဘုရားဖျားရှင်သည်ကိုကိုရဖြစ်ပါ၏ဘုရားဖျားရှင်အားကိုကိုရစိတ်ကပ်ပါ၏ဓမ္မောမေနာတော်ဓမ္မံသရဏံကိသာမိဓမ္မတရားတော်သည်ကိုကိုရဖြစ်ပါ၏ဓမ္မတရားတော်အားကိုကိုရစိတ်ကပ်ပါ၏တန်ခောမေနာတော်တန်ခံသရဏံကိသာမိတန်ဃာတော်မြတ်သည်ကိုကိုရဖြစ်ပါ၏တန်ဃာတော်မြတ်အားကိုကိုရစိတ်ကပ်ပါ၏ သိမယ်ဆိုတာအစကကြိုသိခဲ့ရင်သိချင်းတရားကိုကိုနဲ့အဝေးကြီးလို့သဘောထားရင်တရိတံဝေက အာနေသွားတာပါတယ်တရိတံဝေက အာနေရင်လူသားတိုင်းမလုံးမဖြစ်လုပ်ရမယ်အပမာဒလုပ်ငန်းတွေမှာခြေလန်းကျဲနေတတ်ပါတယ်အပမာဒလုပ်ငန်းဆိုတာအမြဲမမေ့တဲ့လုပ်ငန်းလို့အဓိပ္ပာယ်ရပါတယ်တခါတည်းရန်တရိယာမှလုပ်ရမယ်လုပ်ငန်းမဟုတ်ပါဘူး အမြဲတည်းတရ လုပ်နေရမယ့်လုပ်ငန်းပါအပ္ပမဒလုပ်ငန်းက၄မျိုးရှိပါတယ်ဒါနအပ္ပမဒသီလအပ္ပမဒသမထအပ္ပမဒနဲ့ဝိပဿနာအပ္ပမဒတို့ဖြစ်ပါတယ်ဒါနအပ္ပမဒဆိုတာအမြဲတည်းတရမမေ့တမ်းပြုလုပ်ရမယ့်ပေးကမ်းမှုစွန့်ကြဲမှုလှူဒန်းမှုလုပ်ငန်းဖြစ်ပါတယ်သီလအပ္ပမဒဆိုတာ အမြဲတရတရားမမေ့တမ်းပြုလုပ်ရမယ်။ကိုနှုတ်ဆောင်ထိန်မှုကိုကျင့်တရားကောင်းမွန်စေမှုလုပ်ငန်းဖြစ်ပါတဲ့သမထအပမဒါဆိုတာအမြဲတရတရားမမေ့တမ်းပြုလုပ်ရမယ်။စိတ်တည်ငြိမ်မှုစိတ်ဆူးဆိုင်မှုလုပ်ငန်းဖြစ်ပါတဲ့ဝိပဿနာအပမဒါဆိုတာအမြဲတရတရားမမေ့တမ်းပြုလုပ်ရမယ်။ခန္ဓာဖြစ်စဉ်ညံသက်ဝင်မှုတဘာဝအမှန်တရားကိုပိုင်းခြားသိမြင်မှုလုပ်ငန်းဖြစ်ပါတဲ့ မှတ်သားရလွယ်ကူအောင်တနည်းပြောရရင်တော့ဒါနအပမရာဆိုတာစွန့်လွတ်မှုလုပ်ငန်းတိလအပမရာဆိုတာစောင့်ထိန်မှုလုပ်ငန်းတမထအပမရာဆိုတာစူးစိုက်မှုလုပ်ငန်းဝိပဿနာအပမရာဆိုတာစစ်ဆေးမှုလုပ်ငန်းအပမရာလုပ်ငန်းဆိုတာဒီစလေးလုံးလုပ်ငန်းပါပဲဒါနဆိုတာကိုပိုင်ဆိုင်တဲ့ပစ္စည်းကိုပိုင်နိုင်တဲ့အခွင့်အရေးကို ညှိတွယ်မှုကင်းစွာ အာလယပြဆွန့်လွတ်ရတဲ့အလုပ်ဖြစ်လို့ဒါနလုပ်ငန်းကိုဆွန့်လွတ်မှုအလုပ်ငန်းလို့ခေါ်ပါတယ်။တိလဆိုတာကိုကျွန်းလုံမှုနှုတ်ကျွန်းလုံမှုနှစ်ပါးမဖြစ်ပွားအောင်ကိုနဲ့နှုတ်ကာယကံနဲ့ဝစီကံကိုစောင့်ထိန်ရတဲ့အလုပ်ဖြစ်လို့တိလလုပ်ငန်းကိုစောင့်ထိန်မှုလုပ်ငန်းလို့ခေါ်ပါတယ်။တမထဆိုတာဂုံတော်အာယုံမေတ္တာအာယုံ ကတိုင်းအာယုံစတဲ့အလိုရှိရာအာယုံတစ်ခုခုမှာငြိမ်ဝှက်တည်နေအောင်စူးစိုက်ရတဲ့အလုပ်ဖြစ်လို့တမထလုပ်ငန်းကိုစူးစိုက်မှုလုပ်ငန်းလို့ခေါ်ပါတယ်ဝိပဿနာဆိုတာအမှန်တကယ်မရှိတဲ့ပညာအပေါ်ယံအသိတွေကိုခွာခြားထွန်းဖောက်ပြီးအမှန်တကယ်ရှိတဲ့ပရမတ်သဘောရုပ်ခန္ဓာနာမ်ခန္ဓာသဘောတွေကို အရှိမှန်အဖြစ်မှန်အတိုင်းအတိအကျသိအောင်စစ်ဆေးရတဲ့အလုပ်ဖြစ်လို့ ဝိပဿနာလုပ်ငန်းကိုစစ်ဆေးမှုလုပ်ငန်းလို့ခေါ်ပါတယ်။ဒီအပ္ပမဒလုပ်ငန်းစလေးလုံးလုပ်ငန်းဟာလူသားတိုင်းမလုပ်မဖြစ်အမြဲလုပ်ရမယ်လုပ်ငန်းတွေဖြစ်ပါတယ်။လူသားတိုင်းရဲ့မိမဖြစ် လုပ်ငန်းတွေပါ။တန်တရာကလွတ်မြောက်ခြင်းတွေအတွက်လေဒီလုပ်ငန်းလေးမျိုးဟာမလုပ်မဖြစ်တဲ့မိမဖြစ်လုပ်ငန်းတွေဖြစ်ပါတယ်။တန်တရာကလုံးဝမလွတ်မြောက်ခြင်း တန်တရာထဲမှာပဲအဆုံးမရှိပျော်မွေ့ခြင်းတဲ့သူတွေအတွက်လဲဒီလုပ်ငန်းလေးမျိုးဟာ မလုံမဖြစ်တဲ့မိမဖြစ်လုပ်ငန်းတွေဖြစ်ပါတယ်မိမဖြစ်လုပ်ငန်းလေးမျိုးကို အမြဲမမေ့လုပ်နေမှသာတန်တရာကလွတ်မြောက်ခြင်းသူကလည်းအများဆုံးလွတ်မြောက်ခွင့်ရပါလိမ့်မယ်တန်တရာမှာပျော်မွေ့ခြင်းသူကလည်းတန်တရာမှာအထက်တန်းကြကြအဆင့်အတန်းမြင့်မြင့်အပူအပင်ကင်ကင် ပြုံမွေ့ခွင့်ရပါလိမ့်မယ်။ဒါကြောင့်ဒီအပမာဒလုပ်ငန်းစလေးလုံးလုပ်ငန်းဟာတန်တရာမှလွတ်ချင်သူမလွတ်ချင်သူ အားလုံးရဲ့မိမဖြစ် လုပ်ငန်းတွေဖြစ်ပါတယ်။မိမဖြစ်လုပ်ငန်းတွေကိုမိဖြစ်နေကြတာလုံးဝမိမဖြစ်တောင်းတရံတခါမှသတိရနေကြတာဟာတည်ခြင်းတရားကိုကိုနဲ့ဘာမှ မသက်ဆိုင်သလိုသဘောထားနေကြလို့ပါပဲ။ တည်ခြင်းတရားနဲ့ကိုနဲ့တကယ်ပါစီချနေတယ်အဝေးကြီးပဲလို့အထင်ရောက်နေကြလို့ပါပဲငါတည်ဖို့အဝေးကြီးလိုပါသေးတယ်ငါမတည်နိုင်သေးပါဘူးငါဘယ်တော့မှတည်မှာမဟုတ်ပါဘူးလို့ချင်းမြင်ယူဆနေတဲ့သူဟာ အပမာဒလုပ်ငန်းတွေနဲ့ချောင်းခွာချောင်းခွာလုပ်နေမှတည်ကြပါတယ်တည်ခြင်းတရားနဲ့ဝေးနေတဲ့သူဟာမတည်ခြင်းတရားနဲ့လည်းဝေးနေအောင်ပါပါပဲလောကမှာကိုကမသွားပဲ သူ့အလိုလိုနီးလာတဲ့အရာဟာတေခြင်းတရားဖြစ်ပါတယ်တေခြင်းတရားကိုကိုယ်နဲ့အနည်းဆုံးလို့သဘောထားမယ်ဆိုရင်သရိတံဝေက အားကောင်းလာတတ်ပါတယ်သရိတံဝေက အားကောင်းလာရင်လူသားတိုင်းမလုံးမဖြစ်လုပ်ရမယ်အပမာဒလုပ်ငန်းမိမဖြစ်လုပ်ငန်းတွေမှာခြေလန်းစိတ်ခြေလန်းတွက်လာရစမြဲပါပဲတေခြင်းတရားကိုကိုယ့်ရဲ့အနီးကပ်ဆုံးမိတ်ဆွေအဖြစ်လက်ခံလိုက်တာနဲ့တပြိုင်တည်း ကိုစိတ်ကိုဘဝဟာ အလုတ်ကောင်းအလုတ်မှန်တွေနဲ့တသားတည်းဖြစ်သွားပါတယ်အချိန်ပိုင်းအတွင်းတေရတော့မယ်လို့တေချာပေါက်သိနေတဲ့လူတယောက်ဟာ ကောင်းရကောင်းချောင်းအလုတ်တွေမှာပဲစိတ်ညွတ်ထားတော့မှာပါတကယ်တေရတော့မယ်အချိန်နေမျိုးကြမှာတေပေါက်တေဝကြမှာတေချင်းတရားကို လက်ခံမိရင်တော့အလုတ်ကောင်းအလုတ်မှန်တွေလို့ဖို့အချိန်နှောင်းသွားပါပြီအချိန်နှဲသွားပါပြီ တကယ်မတင်ရသေးခင်ကိုအဝေးကြီးကလေးကတည်ခြင်းတရားကို လက်ခံထားမယ်ဆိုရင်တော့အလုတ်ကောင်းအလုတ်မှန်တွေလုပ်ဖို့အချိန်တွေ အများကြီးရပါတယ်အလုတ်တွေလည်းအများကြီးပြီးနိုင်ပါတယ်လမ်းစုံပန်းတိုင်းကြီးလည်းရောက်သွားနိုင်ပါတယ်တည်ခြင်းတရားကိုကိုအနီးနားမှာလက်သက်မွေးမြူထားခြင်းဟာကိုဘဝရဲ့လောကီလောကုတ္တရာတိုးတက်ကြီးပွားခြင်းအကြောင်းပါပဲတည်ခြင်းတရားနဲ့နီးတဲ့သူဟာ မသိခြင်းတရားနဲ့လည်းနီးနေပါပြီမြတ်စွာဘုရားရှင်လက်ထက်တုန်းကတာဝတိမြို့အနီးမြစ်တစ်ဖက်ကမ်းမှာကုံတဲကြီးတယောက်နောက်ပါလဲ900နဲ့အတူလဲဝိုင်းဖွဲ့ပြီးစတဲ့ချနေထိုင်ခဲ့ပူပါတယ်တာဝတိမြို့နဲ့မိုင်ပေါင်းများစွာ ဝေးကွာတဲ့မာရဏတိမြို့ကနေလဲ900အပြည့်အထက်အလိတ်တွေတင်ပြီးတာဝတိမြို့ရဲ့ခုနှစ်ရက်ကြာကျင်းပတဲ့နက္ခတ်သဘင်ပွဲမှာ ရောင်းဝယ်ဖောက်ကားဖို့ထွက်လာခဲ့တာပါတာဝတ်ထီမျိုးရောက်လို့နီမြစ်တစ်ခုနာအရောက်မှာတော့မနေ့ပြန်မှတာဝတ်ထီပဲကူးမယ်ဆိုပြီးမြစ်ကမ်းအနီးမှာလဲတွေချိုလဲဝိုင်းဖွဲ့ပြီးတညတာစကမ်းချနားနေခဲ့ပါတယ်ညရောက်တော့မမျော်လင့်ပဲမိုးကြီးတက်ထန့်စွာရွာသွန်းလိုက်တဲ့အတွက်မြည်ရည်တရေချမ်းစီစဉ်ပြီးမြည်ရည်ကြီးမြည်ရည်ရှံသွားခဲ့ပါတယ်ခုနှစ်ရက်လုံးလုံးရေမကျတဲ့အတွက် တာဝတ်ထိပဲကုလို့မရဖြစ်သွားပါတယ်။ခုနှစ်ရက်လွန်လို့မြင့်ရည်လည်းကုလို့ရရောတာဝတ်ထိမျိုးကနက်ခတ်သပင်ပွဲလည်းပြီးရောဆိုတော့ကုံတယ်ကြီးမှာအခက်တွေ့ရပါတော့တယ်။ထွက်လာခဲ့တဲ့ခရီးကဝေးလံလွန်လာတဲ့အတွေ့အထယ်အလိုက်တွေ ပြန်တဲသွားရင်အပြန်ခီးမှာအချိန်လဲကြာလူလဲပန်းဈေးိတ်လဲထောင်းမှမို့ဘာရဏတိမပြန့်တော့ပဲဒီလဲဝိုင်းမှာပဲစကန်းချနေတာရင် အထယ်တွေတဖြည်းဖြည်းကုန်အောင် ရောင်းတော့မယ်။ညွေရောမိုးရော ဆောင်းရောဒီနေရာမှာပဲနေတော့မယ်။တစ်နှစ်လုံးဒီမှာနေဒီမှာစီးပွားရေးလုပ်ပြီးမှဗာရာဏသီပြန်တော့မယ်လို့ကုန်သေးကြီးကဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီလိုဆုံးဖြတ်လိုက်တဲ့အချိန်မှာမြတ်စွာဘုရားရှင်ကတာဝတိမြို့တွင်မှာဆုံးခံကြွနေပါတယ်။ကုန်သေးကြီးရဲ့စိတ်ရကြံကို သိတော်မူတဲ့အတွက်မြတ်စွာဘုရားရှင်က ပြုံးတော်မူပါတယ်။ဒီကြားလေးထဲမှာစာမျက်နှာနှမျက်နှာလွတ်နေပါတယ်ခင်ဗျာ။ ခြေထားတဲ့စာမျက်နှာလေးတွေကိုပဲကျွန်တော်ကဖတ်ပြပေးလိုက်ပါတယ်ခင်ဗျာဒီနေရာမှာပဲမိုးလေးလပတ်လုံးနေမယ်ဒီနေရာမှာပဲဆောင်းလေးလပတ်လုံးနေမယ်ဒီနေရာမှာပဲຫນွေလေးလပတ်လုံးနေမယ်ဒီနေရာမှာပဲတနစ်ပတ်လုံးနေမယ်လို့ရဲမားစွာကြံစီဆုံးဖြတ်တတ်ကြပါတယ်အဲ့ဒီမြတ်စွာဘုရားတရားကိုနာကြရင်သရိပတ်ထံဝိပဿနာတရားပွားများအထုတ်လိုက်လို့သောတာပန်ဖြစ်သွားခဲ့တာပါ တရားစုံတောတပံဖြစ်ပြီးတဲ့နောက်မြတ်စွာဘုရားနဲ့တန်ခါတော်တွေကိုလိုက်ပို့ပြီးလဲဝိုင်းကိုနေရာကိုပြန်ရောက်ခေါင်းမှုတဲ့ဆိုပြီးအဲ့ရပေါ်လဲအိတ်လိုက်တာလဲအိတ်နေရင်းနဲ့ပဲဘဝတစ်ပါးပြောင်းသွားခဲ့ပါတယ်အပမဒလုပ်ငန်းတွေကိုပြည့်စုံပြည့်မြောက်အောင်အားထုတ်လှုပ်ဆောင်နိုင်ခဲ့တဲ့အတွေ့တေလွန်တဲ့အခါတုတိတာနတ်ပြည်ကို လာရောက်ခဲ့ရပါတယ်တုတိတာနတ်ပြည်ရောက်ရတဲ့လောကီအချို့ သောတာပန်ဖြစ်ရတဲ့လောကုတ္တရာအကျိုးတွေဟာတေခြင်းတရားကို အနိကသတိရလိုက်မိခြင်းရဲ့အကျိုးတရားတွေပါပဲခုနှစ်ရက်ပြည့်ရင်သိရမယ်ဆိုတာသာအစကကြုံမသိခဲ့ရင်ကြိုသိပေမဲ့လည်းမသိခင်လောက်ရမယ်အလို့ကိုမမှန်ကန်ကန်မဆုံးဖြတ်တတ်ခဲ့ရင် ဆုံးဖြတ်တတ်ပေမဲ့လည်းတကယ်လက်တွေ့အလို့မလို့ဖြစ်ခဲ့ရင် အခုလိုလောကီလောကုတ္တရာကောင်းကျိုးတွေရလာမှာမဟုတ်ပါဘူး လူတိုင်းလူတိုင်းကုံတယ်ကြီးလိုတည်ခြင်းတရားကို ကိုနဲ့အနီးကပ်ဆုံးနေရာမှာထားပြီးချွတ်မြင်ဆင်ခြင်နိုင်ခဲ့မယ်ဆိုရင်အံ့ဩဝယ်ကောင်းလောက်အောင်လောကီလောကုတ္တရာကောင်းကျိုးတွေရလာမှာတည်ကြပါတယ်တည်ခြင်းတရားကိုကြိုတွေးခြင်းကြိုသိခြင်းဟာလောကီလောကုတ္တရာအဖို့တန်ရေတနာတိုက်တွေကို အမြန်ဆုံးတူဖို့ပေးမယ်အကောင်းဆုံးလက်နဲ့ပါပဲတည်ခြင်းကိုကြိုသိစေနိုင်သော ာနာပါနသတိပဋ္ဌာန်ကိုတင်ရမယ့်အချိန်ကိုကြိုတင်ပြီးအတိအကျသိရခြင်းဟာ ကိုယ့်အတွက်လောကီဘဲမှာရော လောကုတ္တရာဘဲမှာပါတန်ဖိုးမဖြတ်နိုင်ပါဘူးမလွဲမသွေရင်ဆိုင်ကြုံတွေ့ရမယ်အခက်အခဲတစ်ခုအတွက်ကြိုတင်ပြင်ဆင်ခွင့်ရမယ်ကြိုတင်ပြင်ဆင်ထားနိုင်မယ်ဆိုရင်အဲ့ဒီအခက်အခဲကို အလွယ်တကူနဲ့တက်တက်တာတာကြော်လွားနိုင်မှာပါတေမာကိုကြိုသိရင်တေဖို့အတွက် ကြိုတင်ပြင်ဆင်နိုင်တာပေါ့အကောင်းဆုံးသိချင်းနဲ့သိခွင့်ရအောင် လေ့ကျင့်ထားနိုင်တာပေါ့သိချင်းတရားဘယ်အချိန်မှလာမလဲကိုယ့်ဘက်ကတော့သိဖို့အရှင်သင့်ပဲလို့ကြွေးကြော်နိုင်ဖို့အတွက်သိချင်းတရားကိုကြိုတင် လက်ခံထားဖို့လိုအပ်ပါတယ်သိချင်းတရားကိုကြိုတင်လက်ခံထားပြတာနဲ့တပြိုင်နက်သိဖို့အရှင်သင့်ဖြစ်စေမယ့်အလုပ်တွေကိုမမေ့မလျော့ပြုလုပ်အားထုတ်ရပါမယ်သိချင်းတရားကအပီးတိုင်လွတ်မြောက်စေမယ့်အလုပ် အသေးလွတ်ချောင်းအလုပ်တွေကိုလုပ်ထားနိုင်ရင်တော့အကောင်းဆုံးပါပဲအသေးလွတ်ချောင်းအလုပ်ကိုစုံကန်းတန်ရောက်ကိစ္စပြီးမြောက်အောင် လုပ်ထားနိုင်သူအတွက်တော့တည်ခြင်းတရားဟာထိတ်လန့်တွန်းလို့เสียမှာမဟုတ်ပါဘူးပြုံးပြော်ကြည်နူးเสียပါ မတိခြင်း၅ပါးနဲ့အသက်ရှင်နေရတဲ့လူသားတွေအတွက်ကိုတည်ရမယ့်အချင်းကိုကြိုတင်ပြီးအတိအကျသိဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ကိစ္စရပ်ကြီးဖြစ်ပါတယ် ဒါပေမဲ့အဲ့ဒီအကက်ခဲဆုံးကိစ္စကို အလွယ်တကူသိနိုင်တဲ့နီလန်ရှိပါတယ်။အဲ့ဒါကတော့အာနာပါနကမ္မထံအထုတ်ခြင်းပါပဲ။အာနာပါနသတိပဋ္ဌာန်တရား ပွားများအထုတ်လို့ယဟန်ကိစ္စပြင်းမြောက်သွားတဲ့ယဟန်နာပုဂ္ဂိုလ်များများဟာမိမိတို့ပြိဋိဘံပြုရမယ့်အချိန်အခါကိုမိနစ် စက္ကန့်မလွယ်အတိအကျကြိုတင်သိမြင်နိုင်ကြပါတယ်။အာနာပါနကမ္မထံမှာတပါးသောတခြားကမ္မထံတွေနဲ့ ပေါက်မြောက်သွားတဲ့ယဟန္တာပုဂ္ဂိုလ်တွေကတော့ပရိနိဗ္ဗာန်ပြုရမယ့်အချိန်ကိုကြိုသိဖို့မသေးကြပါဘူး။သိတဲ့ပုဂ္ဂိုလ်လည်းရှိသလိုမသိတဲ့ပုဂ္ဂိုလ်လည်းရှိပါတယ်။မသိတဲ့ပုဂ္ဂိုလ်ကပုံများပါတယ်။အာနာပါနကမ္မဋ္ဌာန်းပိုင်ရှင်ကတော့အဲ့ဒီလိုမဟုတ်ပါဘူး။တေချာပေါက်တိကိုသိပါတယ်။ယဟန္တာပုဂ္ဂိုလ်ဆိုတာအတာထားလိုက်ပါဦး။အာနာပါနသတိပဋ္ဌာန်ကို အထိုင်အလျောက်ပေါင်းမြအောင်ပိုင်ပိုင်နိုင်နိုင်အားထုတ်ထားတဲ့ပုထုဇဉ်ယောဂီပုဂ္ဂိုလ်တွေတောင်မှကိုတင်ရမယ့်အချိန်ကိုကြိုတင်ပြီးအတိအကျသိနိုင်ကြပါတယ်။တချို့လည်းအနည်းဆက်ဆုံးသိနိုင်ကြပါတယ်။ကြိုတင်သိကြတဲ့အတွေ့ကိုအလောင်းကိုကြိုတင်ပြင်ဆင်သွားသူတွေကြိုတင်စီမံပြောကြားသွားသူတွေမရင်မတွက်နိုင်အောင်ရှိပါတယ်။ဒီကနေ့မှာကိုဘာသာကိုရေမိုးချိုးအဝတ်အစားအစ်စ်လည်း အာတုဘမှာလူဖို့မကြပြီးပြုံပြုံလေးတည်သွားသူတွေအများကြီးပါပဲတခါတုန်းကတီဟိုကျွန်းစိတ်တလားတောင်မှာသတင်းသုံးတဲ့မထေကြီးတပါလာပြည့်ဥပုံနေတခုမှာတန်ခါဥပုံပြုတ်အပြီးကိုကြောင်းမှာကိုတန်ခါအများနဲ့ချမ်းရံသတင်းသုံးနေပါတယ်ကောင်းကင်ထက်ကလာရောင်ကို မော့ကြည့်ရင်မိမိရဲ့တက်တန်းအကျွင်းအပိုင်းအခြားကို ဆင်ကျင်နှလုံးသွင်းနေရကတပည့်တန်ခါများပဲ ပြန်လှည့်ပြီးတော့ခုလိုမိတ်ကြားတော်မူလိုက်ပါတယ်ဒီကြားမှာလည်းစာမျက်နှာနှမျက်နှာကြော်နေတဲ့အတွက်ချိတဲ့စာမျက်နှာလေးကိုဖတ်ပြပေးထားပါတယ်ခင်ဗျာတင်မဲ့အချိန်ကိုကြိုသိပြီးစနေတကြပြင်ဆင်သေသွားနိုင်တာဟာအာနာပါနကမ္မထံအာနာပါနသတိပဋ္ဌာန်ရဲ့အကျိုးကျေးဇူးပါပဲတရားမဲ့အချိန်ကိုကြိုသိခြင်းဟာမင်္ဂလာတစ်ပါးပါစမ်းမစွာအသက်ရှင်ရခြင်းဟာ လက်ကြီးတစ်ပါးဖြစ်သလိုချမ်းသာစွာတည်ဆုံးရခြင်းအားလည်းလက်ကြီးတစ်ပါးဖြစ်ပါれဘဝပြတ်အောင် အာမထုတ်နိုင်သေးသူအတွေ့တေဂာနီးမှာတမလွန်ဘဝကူကောင်းမှု အလွန်အရေးကြီးပါれတေရမယ့်အချိန်ကိုကြိုသိရင်ဘဝကူကောင်းမှုအတွေ့စိတ်တိုင်းကြကြိုတင်ပြင်ဆင်နိုင်ပါれတေရမယ့်အချိန်ကိုကြိုသိခြင်းနဲ့ဆိုရင်တော့အာနာပါနသတိပဋ္ဌာန်တရားကိုလေးလေးစားစားပွားများအထောက်ကြရုံပါပဲ တေးချင်းကိုကြိုသိခြင်းရဲ့အသေးစားဆုံးအကြောင်းဖြစ်တဲ့အာနာပါနကမ္မဋ္ဌာန်းကိုဝမ်းမြဝမ်းသာအထောက်ချဖို့တိုက်တွန်းပါတယ်။လောကသုံးပါး၌ဘုရားတရားတန်ခါသည်ဟုသောယေဇနာသုံးပါးသည်အတုမရှိ ဖြစ်ပါပေ၏။မသေးခင် ဖြည့်ဆည်းရမည့်ဘဝအည်သွေးများမြတ်စွာဘုရားရှင်ကမသေးခင်တုတ်တန်းလို့အဓိပ္ပာယ်ရတဲ့ ဥရာဗေဒတုတ်တံမှာ မသေးခင် ဖြည့်စည်းရမယ့်ဘဝအရေးသွေးတွေကိုတစုတဝေတွေဟောကြားထားပါတယ်မြင့်မြတ်တဲ့လူသားတိုင်းနဲ့မြင့်မြတ်လို့တဲ့လူသားတိုင်းမဖြည့်မဖြည့်ဖြည့်စည်းရမယ်စိတ်ဓာတ်အရေးသွေးဘဝအရေးသွေးတွေဖြစ်လို့အချင်းဆုံးချုပ်ပြီးပြောပြခြင်းပါတယ်မသေးခင်မှာတဏကင်းအောင်စူးစမ်းရပါမယ်လုံးဝမကင်းတော့နဲနိုင်သမျှနဲရပါမယ်မသေးခင်ကာလလေးက တူတူလင်းမို့စိတ်ပြန့်လွင့်တွေးတောပြီးလဲအချိန်မပြုံးတင်ပါဘူးကုံသွားတဲ့အချိန်ကပြန်မရနိုင်တဲ့အတွက်လက်ထဲရောက်လာသမျှအချိန်တိုင်းကိုစိတ်တည်ငြိမ်မှုအပြင်နဲ့အကျိုးရှိရှိ အသုံးချတတ်ရပါမယ်ကိုယ့်ရဲ့လက်ရှိဘဝကိုမကျင်တတ်ပဲမရေရာမသေးကြတဲ့အနာဂတ်ဘဝကိုပုံဖော်တက်မဲ့နေတာမျိုးလဲလုံးဝမဖြစ်စေတင်ပါဘူးကိုနဲ့ထိုက်တန်လို့ရလာတဲ့ကိုဘဝကို ခြေခြေနက်နက်လက်ခံပြီး နေထက်အောင်နေရပါမယ်ပြစ္ဆုံးဘဝကိုဖန်တီးပေးလိုက်တဲ့အတိတ်ကံရဲ့ဖြစ်တရားဘဝတွေကိုလည်းစိတ်နာနေလို့အဖို့ပါပဲကံကံရဲ့အကျိုးမရှိ ခြေဘဝနောက်ဘဝမရှိအဆရှိတဲ့အယူမားမိစ္ဆာဒိဋ္ဌိတွေလည်းကင်းရှင်းနေရပါမယ်အယူမားရင် အလုံမားမယ်အလုံမားရင် အကျိုးတရားလည်းမှားပြီးပြစ္ဆုတ်ပံပါရောတန်ត្រာမှာပါရှင်ရဲ့ဒုက္ခတွေပင်လယ်ဝရပါလိမ့်မယ် ိလေသာဖြစ်မဲ့ကိစ္စအကုသိုလ်ဖြစ်မဲ့ကိစ္စတွေမှာတွတ်ဆုပ်တဲ့သူ ဖြစ်ရပါမယ်ကိလေသာစိတ်မဖြစ်ရင်အကုသိုလ်အလုပ်မလုပ်ရတဲ့သူဟာ သူရဲကောင်းအစ်စ်ပါကိုကိုသူတပားတွေအထင်ကြီးအောင် မဟုတ်မမှန်လှုပ်ကြံလှုပ်ဆော်တာမျိုးလုံးဝမပြုတ်လို့ရပါဘူးအံ့ဖွယ်ထူးဆန်းတွေလင်းညာဖန်နှီးပြပြီးညာမြကြီးလက်ပေါ်ပရိတ်သတ်များအောင်လှုပ်ခြင်းဟာ ကိုယ့်ရဲ့မသိခင်ဘဝကို အမဲရောင်ဆိုးနေတာပါပဲလူသားတွေရဲ့မသိခင်ဘဝကိုအယုတ်ဆိုးအကြီးတန်းစေတဲ့မနာလိုဝန်တုံမှု အိတ်တာမစ္စရိယကိုလည်းတွန်းလှန်နိုင်ရပါမယ်ကိုယ့်ထက်သာမနာလိုတဲ့စိတ်ကိုယ့်လိုပြည့်စုံမှဝန်တိုတဲ့စိတ်လွမ်းမိုးနေတဲ့သူဟာ မသိခင်က ပုံနေတဲ့တက်ရှိအလောင်းကောင်ပါပဲကိုအပြုမူကျန်တဲ့သူနှုတ်အပြုံးဆိုကျန်တဲ့သူ စိတ်နေတဘောသားစံနှံ့သူ မဖြစ်စေရပါဘူးကိုကျင့်တရားမကောင်းသူတိလမရှိသူကိုပတ်ဝန်းကျင်ကယွန်ရှာဆက်ဆုပ်ကြပါတယ်မတိခင်မှာပတ်ဝန်းကျင်ကယွန်ရှာဆက်ဆုပ်တဲ့ကိုကျင့်တရားပြည့်သူမဖြစ်ပါစေနဲ့ချစ်ခင်နေသူ အချင်းချင်းအစဉ်ပြေနေသူအချင်းချင်းကွဲပြားအောင်လှုပ်ဆော်သူဘုံတိုက်သူမဖြစ်ပါစေနဲ့သူ့ရဲ့ဇက်နဲ့သူ သူ့အကြောင်းဇက်နဲ့သူချစ်ကြခင်ကြအစဉ်ပြေနေကြတာကို မနာလိုဝန်တိုဖြစ်ပြီးကွဲပြားအောင်ဂုံးတိုက်တဲ့သူလောက်ကျက်တည်ရုပ်တဲ့သူ လောကမှာမရှိတော့ပါဘူးမျက်စိနာနာရှာကိုစိတ်လို့ခေါ်တဲ့တကား၆ပေါက်ကနေအစင်းအတန်အနှံ့အရသာအထွေထွေသဘောတရားလို့ခေါ်တဲ့အာယုံ၆ပါးစီကိုတဏလောဘအစရှိတဲ့ကိလေသာရေးအလျင်တွေစီစဉ်မသွားအောင်စောင့်ရှောက်နိုင်ရပါမယ်။မြင်မြင်ကများ ကြားကြားကများနဲ့ပြီးအောင်သတိပဋ္ဌာန်တရားကို ပွားများနိုင်အောင်ကိလေသာရေချီးဆင်းမှုရပ်တန့်သွားမှာပါမာနလွန်ကဲပြီးအောင့်ချိန်လို့ဘဝင်မြင့်နေတဲ့သူလည်းမဖြစ်စေရပါဘူးမာနကြီးတဲ့ဆိုတာအထင်ကြီးတာပါပစ္စည်းရုပ်ရည်ပညာအာဏာသူများထက်သာတယ်လို့ထင်နေတဲ့အထင်ကြီးနေတာပါအထင်ဟာအထင်ပါပဲတကယ်မဟုတ်ပါဘူး မသေးခင်မှာတစ်နေ့တစ်တနေ့ဉာဏ်ပညာကြီးမားသူဖြစ်အောင်စူးစမ်းနေရပါမယ်။လောကီဉာဏ်သာမကလောကုတ္တရာဉာဏ်ပါရမှလူဘဝဖြစ်ရကြုံနဲ့ပါတယ်။ဘယ်အရာမျိုးကိုမဆိုကိုရွေးအတိမပါပဲသူတစ်ပါးအပြုံးနဲ့ယုံတတ်တဲ့သူလည်းမဖြစ်စေရပါဘူး။တည်ခြင်းတိထိုက်တာမှန်သမျှသူတစ်ပါးပါဇက်မှာလန်းဆုံးသူတစ်ပါးပြောတာယုံနေယုံ လောက်နဲ့မပြီးပဲကိုကိုတိုင်းတိ ကိုယ်တိုင်မြင်အောင်ကြိုးပမ်းအားထုတ်ရပါမယ်။ဒါနသီလတမထဝိပဿနာကုသိုလ်ကောင်းမှုတွေပြုလုပ်တဲ့အခါမှာလည်းလက်မျောတဲ့စိတ်နဲ့မပြုလုပ်ရပါဘူး။လူမှုရေးလက်လာပါလို့ခေါ်တဲ့ရှင်ပေါ်ကြော်စုံမှုစည်းဝါးရာထူးတိုတဲ့မှုတန်တရာကောင်းစားမှုတွေကို လုံးဝမမျောကိုပဲတန်တရာဝတ်ဆင်းရမှလွတ်မြောက်လို့တဲ့စိတ်တတ္တဝအများကောင်းစားစေလို့တဲ့စိတ်နဲ့ပြုလုပ်ကြရပါမယ်။ အကောင်အဆိုးလောကရန်အမျိုးမျိုးနဲ့တွေ့ကြုံလာတဲ့အခါမှာလဲစိတ်မတက်စိတ်မပြတ်ပဲတည်တည်ငြိမ်ငြိမ်နဲ့ခန္ဓာကြီးရှိရပါမယ်တက်ရှိတက်မဲ့တခုခုအပေါ်တက်မဲ့စွန့်လန်းတဲ့တဏှာကိုအကြောင်းပြုပြီးဘယ်သူနဲ့မှဆန့်ကျင်ပဲမဖြစ်စေရပါဘူးတဏှာတခုခုရဲ့နောက်မှာစင်ပွားအကုသိုလ်စိတ်တွေ မကောင်းမှုဒုစရိုက်တွေတွဲပါမလောက်အောင်ထိမ့်သိမ့်နိုင်ခြင်းဟာအစင်းမြင့်ပုထုဇဉ်တွေရဲ့အရေးချင်းတစ်ခုပါပဲ။ အစားအသောက်နဲ့ပတ်သက်ပြီးတော့လေဒါမစားရမနေနိုင်ဒါမတော့ရမနေနိုင်တန်တန်ဆွဲမက်မုံမှုကင်းရှင်းရပါမယ်ယတာတနာကိုထိမ့်ချို့စောင့်စည်းနိုင်ရပါမယ်ကိုပြုမှုဖြစ်သည်မြစေအနေထားဖြစ်သည်များကို အမြဲတည်းကရှုမှတ်နိုင်တဲ့အတွက်ကြောင့်ကြုံလာသည်များအာယုံကောင်းဆိုးအမျိုးမျိုးကိုမချစ်မမုံမဲဥပိ္ပခာပြုအငြိအမြရှုနိုင်တဲ့သူဖြစ်ရပါမယ်။ ကိုယ့်အထက်လူနဲ့နိုင်ရှင်နဲ့မာနာကိုယ့်တန်းတူလူနဲ့နိုင်ရှင်နဲ့မာနာကိုယ့်အောက်တန်းလူနဲ့နိုင်ရှင်နဲ့မာနာ မာနာသုံးမျိုးလုံးလဲကင်းရှင်းရပါမယ်။တေပြင်းရင်အသက်ကောင်းဝိညာဉ်ကောင်းလေးနောက်ဘဝလိုက်တယ်ဆိုတဲ့တတရာဒိတ်ကြီးတေပြီးပြတ်တယ်ဘာမှမဖြစ်တော့ဘူးဆိုတဲ့အုတ်စေတာဒိတ်ကြီးဒီဒိတ်ကြီးနှစ်ပါးလဲကင်းရှင်းရပါမယ်။ ီဒိတ်ကြီးနှစ်ပါးရှိနေရင်မတည်ခင်လုပ်ရမယ့်အလုပ်တွေကမောက်ကမဖြစ်ပြီးတန်တရာမှာကြောက်ကြရပါလိမ့်မယ်။ကိုနဲ့ပတ်သက်ဆက်ဆက်နေတဲ့သာသမီစတဲ့တက်ရှိပုံပုံတွေအိမ်မြေစတဲ့တက်မဲ့အရာဝတ္ထုတွေကိုငါသားငါသမီးငါအိမ်ငါမြေဆိုပြီးငါဆွဲကြည့်ကြည့်ငါဥစ္စာအဆွဲကြည့်ကြည့်နဲ့တင်ပိုက်ထားတဲ့စိတ်မျိုးကင်းရှင်းရပါမယ်။ဘာလို့ပဲလို့လို့ကိလေသာကိုရှေ့တန်းတင်တဲ့အလုံး ကိလေသာကိုဆရာတင်တဲ့အလုပ်မျိုးမဖြစ်အောင်သတိထားရပါမယ်။ကိလေသာအရင်မခံပဲအလုပ်လုပ်နေပါရဲ့နဲ့သူတို့ဘားတို့ကကိလေသာအရင်ခံတယ်လို့ထင်မှဆွဆွဲလာရင်လေမတုံမလို့သိခန့်နိုင်ရပါမယ်။တလောကလုံးမှာကိုပိုင်နာဘာမှမရှိပါလားဆိုတဲ့အတိဆွဆွဲမြဲမြဲရှိနေရပါမယ်။အဲ့ဒီအတိဆွဆွဲမြဲမြဲရှိနေပြီဆိုရင်ချစ်ချင်တာမရှိလို့လည်းမပူပန်တော့ပါဘူး။ ချစ်ပြီးတာမရှိလို့လည်းမစွညာတော့ပါဘူးချစ်ချင်းမုန်းညင်းစတဲ့ကိလေသာကို အရင်ခံပြီးမလုတ်တဲ့မလုတ်ထိုက်တာ လုတ်တဲ့အာဂရီလိုက်စားမှုလည်းကင်းရှင်းရပါမယ်အာဂရီရဲ့လာရဟာဒုက္ကဋိပါလောကမှာလူသားတွေမလုတ်တဲ့မလုတ်ထိုက်တာလုံးလုတ်တဲ့လုတ်ထိုက်တာမလုတ်ဖြစ်နေကြတာဟာအရင်ခံကတော့ကိလေသာပါပဲကိလေသာခေါင်းပါလာတာနဲ့အမျှမလုတ်တဲ့မလုတ်ထိုက်တာတွေလည်းချောင်းကျင်နိုင်လာပါလိမ့်မယ် လှုပ်တင်လှုပ်ထိုက်တာတွေလည်းဆောင်ငင်နိုင်လာပါလိမ့်မယ်မလှုပ်တင်တာအလုံးအကျွင့်မဲ့ရှောင်းနိုင်ပြီးလှုပ်တင်တာအလုံးအကျွင့်မဲ့ဆောင်းနိုင်ပြီးဆိုရင်တော့အကျွင့်မဲ့ဘဝလွတ်မြောက်မှုကိုရပါပြီတည်ခြင်းတရားက အပိတိုင်လွတ်မြောက်ပါပြီထတလဲလဲတသေးသေးတင်နေရတဲ့အဖြစ်ဆိုဒုက္ခဆိုးတွေကသာဝရလွတ်မြောက်ပါပြီအနိုင်မဲ့နိဗ္ဗာန်မှာအကျွင့်မဲ့ပျော်စံနိုင်ပါပြီဒါကြောင့်မတည်ခင်လို့ရမယ့်အလုပ်တွေထဲမှာ အရေးအကြီးဆုံးဗရဏအကျဆုံးကတော့ကိလေသာခေါမရေးအလို့ကိလေသာအမြင့်ပြတ်ရေးအလို့ပါပဲပူရာဗေဒတုတ်တန်မှာပါတဲ့ဒီအရေးသွေးတွေကိုပဲငြိအေးသောဘဝပိုင်ရှင်ဆိုတဲ့ခေါင်းစဉ်နဲ့အကျဲ့ချက်ပြီးဟောကြားရေးသားထားပါတယ်အပမဒေနတံပါရေထအရှင်သနာတိကချွေပါရမီတော်ရာလောကသုံးပါး၌ဘုရားတရားတန်ခါသည်ဟုသော 现在呢，东方的，也不是七八百亿。